ကုံးမောင်ခင်ရင်အချောလာမင်းသမီးလေးတိုင်းခင်ခင်ကိုဘသူတက်တာလဲကျမတို့တွေစာရိဖတ်တိုင်းဆိုရှယ်မီဒီယာတွေသုံးတဲ့အခါတိုင်းတိုင်းခင်ခင်လေးအကြောင်းကိုမကြာခဏတွေ့ရလိရှိပါတယ်ဒီမှာလေဘဝစကြောင်းလေးကိုဘယ်ချိန်မှဘယ်ကြားရကြားရတနာစရာကောင်းတဲ့မင်းကလေးတူရဲ့ဖြစ်ရက်ကိုရှင်းနှင်းစွာခန်းစားရပါတယ် တီဘောမင်းရဲ့ချစ်တွေမျှဝေမပေးခြင်းနဲ့စူဖျားလက်ကတကယ်ပဲတက်လိုက်တာလားခိုင်းခင်ခင်တီဘောမင်းနဲ့စူဖျားလက်တို့ရဲ့တာမန်သုံးမွေဆိုင်ချစ်ဇလန်လေးတပုံမဟုတ်ပဲနောက်ွယ်မှာစိတ်ဝင်စားစရာဖြစ်ရများစွာရှိနေသေးတာလားဆိုတာကိုတော့ဇလန်လေးဆုံးအောင်ဆက်ကြည့်လိုက်ကြရအောင်နော်ကျမတို့ကတော့မြမရာဇဝင်တွေကစိတ်ဝင်စားစရာကောင်းတဲ့အမျိုးသမီးလေးတွေကြောင့်စဉ်ဆက်မပြတ်တင်ဆက်ပေးနေတဲ့ Tokimoli Channel ပဲဖြစ်ပါတယ်ရှင်ဘဟေရီစံနေမိကုံများနဲ့ စိတ်ဝင်စားစရာတွေပြည့်နှက်နေတယ်။ကုန်းမောင်ခင်မင်းသမီးလေးတိုင်းခေခင်အကြောင်းကိုတိုကီမော်လီယပြည်သက်တွေအတွက်ဒီကနေ့တင်ဆက်ပေးလိုက်ပါရစေ။ 1863ခုနှစ်မှာကနီမျိုးသားဇနီးမောင်နှံတို့ဟာအလွန်ချောမောလှပတဲ့ခင်ခင်ကြီးဆိုတဲ့တမီးလေးတယောက်ကိုဖွားမြင်ခဲ့ပါတယ်။မျိုးသားကတော်ကြီးမိဖွားစဉ်ကအလွန်ခက်ခဲခဲ့တာကြောင့်ဆွေရလို့ငယ်နာမည်ပေးခဲ့ကြပါတယ်။ဒိုင်းအတွင်းဝင်ဥပိုလ်ကြီးနဲ့ဝင်းကတော်တို့မှလည်းတာသမီမထွန်းကားတာကြောင့်ဒိုင်းဝင်မင်းကတော်ရဲ့မောင်ရင်းဖြစ်သူကနီမျိုးသားစီကချစ်စရာအလွန်ကောင်းတဲ့တမီးလေးခင်ခင်ကြီးကိုမွေးစားလိုက်ကြပါတယ်။မွေးစားဖခင်ဒိုင်းအတွင်းဝင်ဥပိုလ်ကြီးနာမည်ကိုအစွဲပြုပြီးထိုင်းခင်ခင်လို့လူသိများလာခဲ့တာပဲဖြစ်ပါတယ်။ ဒါအပြင်ရွှေကူမင်းသားရဲ့မိတော်ဖြစ်သူမောင်ဖေငယ်ကိုလည်းဒိုင်းအတွင်းဝင်ဥပိုလ်ကြီးဇနီးမောင်နှံကတာရှင်းပေါ်မှာချစ်မြတ်နိုးကြတဲ့အတွက်ဒိုင်းငယ်ငယ်နဲ့မောင်ဖေငယ်တို့ဟာငယ်စဉ်ကလေးကအတူတူဆော့ကစားပြီးကြီးပြင်းခဲ့ကြတာပဲဖြစ်ပါတယ်။အရွယ်ရောက်လာတာနဲ့အမျှတနေ့တခြားလှသွေးကြွေပြီးချစ်စရာကောင်းလာတဲ့ဒိုင်းခင်ခင်လေးကိုမောင်ဖေငယ်လေးကတစ်ဖက်သက်မြတ်တာတတ်ဝင်ချစ်ခင်နေမိပါတော့တယ်။ဒါပေမဲ့တိုင်းခင်ခင်လေးကတော့မောင်ဖေငယ်ပေါ်မှာအကိုအရင်တယောက်လိုသားသဘောထားရလို့တွေ့ရပါတယ်။ ငွေရစင်ကမောင်ဖင်ငယ်မောင်မောင်တုံးနဲ့တီဘောမင်းတို့ဟာတငယ်ချင်းတွေဖြစ်ကြပါတယ်။မောင်ဖင်ငယ်ကမိညီမင်းသားမျိုးရိုးဖြစ်လို့တီဘောမင်းသားနဲ့ကြောင်းအတူတူတက်ခရရတယ်။ကြောင်းနေပဲတငယ်ချင်းဖြစ်ပါတယ်။မောင်မောင်တုံးကတော့အမတ်မျိုးရိုးရဲမတ်မျိုးရိုးဖြစ်တာကြောင့်တီဘောမင်းမောင်ဖင်ငယ်တို့နဲ့အတူတူစတင်ခွင့်မရခဲ့ပါဘူး။မောင်မောင်တုံးကတီဘောမင်းသားပေါ်မှာ အလွန်မဲ့နော်နာခံပြီးပေါင်းတင်ပါတယ်။ ။မောင်ဖင်ငယ်ကကဗျာစာပေရေးတတ်ရမှာထက်မြက်သူဖြစ်တာကြောင့်တီဘောမင်းကဆူဖျားလက်ကိုပိုးပန်းတဲ့အခါမှာချစ်ကဗျာများကိုမောင်ဖင်ငယ်ကတီဘောမင်းကိုစားတီကုံရေးဆက်ပေးခဲ့ရပါတယ်။မောင်ဖင်ငယ်ရဲ့အချစ်ကဗျာလေးတွေကြောင့်တီဘောမင်းသားနဲ့စူဖျားလက်တို့ဟာပုံမနီးဆက်စီခဲ့ပါတယ်။ဒီလိုနဲ့တီဘောမင်းသားဟာထိနှက်ဆက်ခံပြီးတဲ့နောက်တငယ်ချင်းများဖြစ်သူမောင်ဖင်ငယ်မမောင်တုတ်တို့ကိုအထူးရေးပေးကချီးမြှင့်မြှောက်စားခဲ့ပါတယ်။ မောင်မောင်တုတ်ကိုလည်းရှင်အောင်မျိုးကိုပိုင်စားပေးပြီးမဟာမင်းလာမင်းတင်စီသူပွဲကိုပေးရခါနန်းတော်ကိုချိန်မျိုးဝင်ရောက်ခစားနိုင်ကြောင်းမိဆိုတော်မူခဲ့ပါရင်ရှင်အောင်မျိုးကိုပိုင်စားရတဲ့အတွက်ရန်အောင်မောင်မောင်တုတ်လို့လူသိများထင်ရှားကတိဘောမင်းကမင်းသားအစဉ်ထိမြောက်စားထားတာကြောင့်မောင်မောင်တုတ်ရဲ့ဩဇာအာဏာကတနည်းတခြားကြီးမားလာခဲ့ပါရဲ့ မောင်ဖေငယ်ကတီဘောမင်းရနောင်မောင်မောင်တုတ်တုတ်နဲ့ပူပေါင်းပြီးကင်းဝေမီကြီးတို့စီကအာနာကိုပြန်လဲသိမ့်ပိုက်နိုင်ခဲ့တာကြောင့်ရွှေတိုက်စိုးရာတူကိုရရှိခဲ့ပါတယ်။တီဘောမင်းကတမန်အင်းကြီးနဲ့လဲမြင်များစွာကိုအပိုင်စားစေခဲ့တာကြောင့်တောင်တမန်လေစားမောင်ဖေငယ်ရဲ့လို့ထင်ရှားလာခဲ့ပါတယ်။မောင်ဖေငယ်ရဲ့ကောင်းတဲ့ရင်ကြောင့်မွေစားဖခင်တိုင်းဝင်မီကြီးလဲပကံမျိုးကိုအပိုင်စားရပြီးအတွင်းဝင်အထိဘရင်တီဘောမင်းကချီးမြှင့်ခဲ့ပါတယ်။ဒီဘောမင်းဗိသိက်ခံရမယ့်အချိန်မှာတော့ မိဖုရားကောင်းနေရာအတွက်အစဉ်လာအရာအကြီးဆုံးသမီးတော်ဖြစ်တဲ့စုဖုရားကြီးကမိဖုရားကောင်းနေရာမှာဗိသိက်ခံမှုဖြစ်လာခဲ့ပါတယ်။အဲ့ဒီသတင်းကိုစုဖုရားလက်ကြားသိသွားတဲ့အခါမှာတော့တီဘောမင်းရဲ့အခြေအဆုံးသူကမိမိသာဖြစ်တာကြောင့်မိမိနဲ့သာဗိသိက်သုံးရမယ်လို့ပြောပြီးဗိသိက်ပွဲရဲ့ရာဇပလင်ပေါ်ကတီဘောမင်းနဲ့စုဖုရားကြီးကြားကိုအတင်းဝင်ထိုင်ပါတယ်။တီဘောမင်းလည်းဘာမှမတတ်နိုင်မဲမိဖုရားနှစ်ပါးနဲ့ဗိသိက်သုံးခဲ့ရပါတော့တယ်။ ။ဗိသိက်သွုံးမိတဲ့အခါမှာတော့စုဖျားလက်ကတီဘောမင်းကိုစုဖျားကြီးရှိရာဆောင်းတော်ကိုမကူရဘူးလို့တားမြစ်ခဲ့ပါတယ်။ဒါကြောင့်ကိုမုံသမိုင်းမှာစုဖျားကြီးကမိဖျားကောင်အဖြစ်အမိခံသာရှိပြီးကံတော်ကုံတဲ့အထိတီဘောမင်းနဲ့မပေါက်ဖက်လက်ရပါဘူး။တကယ်တော့စူဖျားလက်ဟာတလင်တမယာစနစ်ကိုကျင့်သုံးခဲ့တဲ့အမျိုးသမီးလိုပဲဆိုရမှာဖြစ်ပါတယ် ီမောမင်းကိုသူမတယောက်တည်းကိုသာချစ်မြတ်လို့ရမယ်လို့ခရီးတောင်းခဲ့ပြီးအဆောင်တော်ကိုတဲ့ကိစ္စတွေကိုလည်းပြင်းပြင်းထန်ထန်တားမြစ်ခဲ့ပါတယ်။သီမောမင်းကလည်းဆိုဖီးယားလက်ကိုအလွန်ချစ်မြတ်လို့ရကြောင်းအယားယာဆွဆုသဘောဆိုပြီးအလိုလိုက်အကြိုက်ဆောင်ခဲ့ပါတယ်။နောက်များမကြာမီမှာတော့ဆိုဖီးယားလက်မှာကိုဝင်တယ်လာခဲ့ပါတယ်။သီမောမင်းကမိဖုရားရဲ့ကိုဝင်နဲ့ပတ်သက်ပြီးကုရားဖြူကုရားညုံပုံနာတို့ကိုဘေရင်တွေ့ကြည့်စေတဲ့အခါထိနေဆက်ခံမဲ့သားတော်လေးမျိုးဖောက်မဲ့အကြောင်းရှောက်တင်ကြပါတယ်။ ကယ်တန်းချိန်စီးတဲ့အခါမှာလေပုံနာကြီးများဟောထားတဲ့အတိုင်းမိဖုရားစုဖုရားလက်ဟာတားတော်လေးကိုအောင်မြင်စွာမွေးဖွားနိုင်နေပါတယ်။တားတော်လေးမွေးဖွားခဲ့တဲ့အတွက်တိဘောမင်းနဲ့စုဖုရားလက်ဟာအလွန်ကိုပျော်ရွှင်နေခဲ့ကြပါတယ်။ဒါပေမဲ့တာယာဖြောင်မျိုးနေတဲ့မိသားစုဘဝလေးတဲ့ကိုရက်ဆက်တဲ့ကံကြမ္မာမုံတိုင်းတစ်ခုဝင်ရောက်တိုက်ခတ်လာခဲ့တဲ့အခါမှာတော့ သားတော်လေး6လသားအွယ်ရောက်တဲ့အခါကြောက်ရောဂါဖြစ်ပြီးမမျော်လင့်မဲကွင်လွန်သွားခဲ့ပါတယ်။စူဖျားလက်ဟာယူကျုံးမရဖြစ်ပြီးအလွန်ကိုဝမ်းနဲ့ကြေကွက်ခဲ့ရပါတယ်။ရာဇမန်ကြီးရဲ့မိဖုရားပြီးပြီးဝမ်းနဲ့စိတ်ကိုဖြည့်ဖြောက်စေဖို့နန်းတော်တွင်မှပွဲလန်းသဖင်များစွာကိုကျင်းပစေခဲ့ပါတယ်။ဒီဘုံမင်းတွင်လည်းဗိသိက်သုံးခန်းနာကိုကျင်းပနိုင်မှုပြင်ဆင်မိခဲ့ပါတယ်။ကံကြမ္မာဆိုတာမမြင်ရတဲ့အရာဖြစ်လို့အကင်၍သာ ဒီပိသိက်ပွဲမကျင်းပပြခင်ရင်ဒါမှမဟုတ်ဘရင်သားတော်လေးတောင်မသိဆုံးခဲ့ရင်ဘာပြင်းမှမရှိတဲ့မိမငယ်လေးတယောက်ဟာတတန်းစီနေနိုင်သွားနိုင်လောက်ရဲ့လို့ကျမတွေးထင်မိပါတယ်။ပိသိက်ပွဲမှာရေနာကိုပါစီချေထားတဲ့ရွှေဖလားကိုကိုင်းဆောင်ရမယ့်သူက ပြစ်ချက်ပါကင်းစင်နဲ့ကညာစဉ်အပြိုစဉ်မင်းကလေးဖြစ်ရမှာဖြစ်လို့ဘိသိက်တော်ဆက်အပြိုများကိုရွေးချယ်ဖို့အတွက်မိမကိစ္စရည်နဲ့အကျွမ်းတဝင်ရှိလာတဲ့ရန်တော်မောင်မောင်တို့ကိုစူဖျားလက်ကတာဝန်ပေးခဲ့ပါတယ်။ရန်တော်မောင်မောင်တို့ကလည်းတမျိုးလုံးမှရှိတဲ့မိမချောလေးများကိုရှာဖွေပါတော့တယ်။ဒီနေ့မှာတော့ရန်တော်မောင်မောင်တို့ဟာတငယ်ချင်းဖြစ်သူမောင်ဖေငယ်အိမ်ကိုရောက်တဲ့အခါမှာအလွန်ချောမောလှပရင်းဒိုင်းခင်ခင်လေးကိုတွေ့မြင်လိုက်ပြီးအယံကိုသဘောကျသွားတာကြောင့်ဘိသိက်တော်ဆက်အပြိုတော်အဖြစ်ရွေးချယ်လိုက် ဒီလိုနဲ့ဘိတ်သိက်သွန်းတဲ့နေ့မှာနေထိုင်သိမ်းမွေ့တဲ့ဒန်းခင်ခင်ကိုမိဖုရားစုဖုရားလက်ကသဘောကျနှိမ့်ချိုက်တာကြောင့်ပါရမီအပြူတော်ဖြစ်သူမနာမှာခေါ်ယူထားလိုက်ပါတော့တယ်။စုဖုရားလက်နာမှာခစားနေတဲ့အပြူတော်ရီကြောင့်မှထူးခြားထင်ရှားစွာအလှပုံနေတဲ့ဒန်းခင်ခင်ကိုတီဘောမင်းကလည်းသဘောကျနှိမ့်ချိုက်တော်မူခဲ့ပါတယ်။တီဘောမင်းလက်ထက်နန်းရွှေမှာချောဆုံးပြူတော်သုံးပါရှိခဲ့ဘူးတယ်လို့ကြားပုခဲ့ပါတယ်။ တိုင်းခင်ခင်ပင်အတွင်းဝင်ပင်ခင်ခင်နဲ့တောင်ခွင်မင်းကြီးသမီးတောင်ခွင်ခင်ခင်တို့ပဲဖြစ်ပါတယ်။သူတို့ထဲမှာတော့တိုင်းခင်ခင်လေးကအလှဆုံးအရင်ဆုံးဖြစ်တယ်လို့ဆိုကြပါတယ်။အလှဘရင်ခင်သုံးခင်ဘယ်တင်းတာလို့ရှင်တိုင်းမခင်အရင်ဆုံးဘသူပြိုင်ပရုံဆိုတဲ့နန်းရီလူပြိုလောကမှာစာချိုးခံရလောက်တဲ့အထိတိုင်းခင်ခင်ရဲ့အလှကုံတရင်ကမှွေးပြန့်လို့နေခဲ့ပါတယ်။စူပြားလက်ဟာဒုတိယကြိမ်ကိုဝင်ရပြီးသမီးတော်လေးတစ်ပါးဖွားမြင်ခဲ့ပါတယ်။ ။သမီးတော်လေးဖွားမြင်ပြီးကစားအချိန်ဖြစ်တဲ့အတွက်တီပေါ်မင်းကညီလာခံပြီးတိုင်းစူဖျားလက်နဲ့သမီးတော်လေးစီလာတွေ့ရင်အပြိုတော်တိုင်းခင်ခင်လေးကိုတွေ့ပါများပြီးဆွဲလန်းစိတ်ဖြစ်လာခဲ့ပါတယ်။တီဘောမင်းကသူ့ရဲ့စိတ်ကံစားချက်ကိုတငေချင်းဖြစ်သူရင်အောင်မောင်တုံနဲ့မောင်ဖိန်ငယ်တို့ကိုဖွင့်ပြောခဲ့ပါတယ်။ဒီအကြောင်းကိုကြားသိရတဲ့အခါမောင်ဖိန်ငယ်တရားအုံနှုတ်ကြွက်ခတ်ခံရတယ်လို့စိတ်တော့ကရောက်ရပါတော့တယ်။ မောင်ဖေငယ်ရဲ့စိတ်တော်ကားကချစ်ရသူကိုဆုံးရှုံးရမှာကတကြောင်စူဖီးယားလက်တည်သွားခင်ရင်ဒိုင်းခင်ခင်ဒုက္ခရောက်ရမှာကိုစိုးရိမ်တာကတကြောင်နဲ့ရင်ထဲမှာဘလောင်စုလို့နေပါတော့တယ်မောင်ဖေငယ်ဟာသူ့ရဲ့စိတ်တော်ကကိုမျိုးသိပြီးတီဘုံမင်းကျိုးဆွေရာအတိုင်းအလိုက်တင်ကပြခဲ့ရပါတယ်။ချစ်ရသူတိုင်းခင်ခင်လေးကိုရင်းမြစ်တခင်အတွက်နားချပေးရင်ရင်ကွဲမတက်ခံစားနေရပါတယ်။ သက်ဥစံပိုင်းဘရင်စနစ်ဖြစ်တဲ့အတွက်နီးရတာကြောက်ရသူကန္နာတစ်ပင်များပေါ်ကားအင်မတန်စိတ်ညစ်ညူစရာကောင်းလာပါတယ်။နောက်ဆုံးမှာတော့ဒိုင်းခင်ခင်လေးဟာအမိန့်တော်ကိုမလွန်ဆန်ဝဲမဲမိဖုရားစုဖုရားလည်းမသိအောင်ညနဲ့ရောက်တိုင်းယောက်ျားလေးလိုဝစ်စင်ပြီးရနောင်မောင်မောင်တုံးနဲ့မောင်ဖေငယ်တို့အခေါ်ကိုစောင်းပြီးတီပေါ်မင်းနဲ့တွေ့ဆုံခဲ့ရပါတယ်။မြန်မာတွေ့ပါများလာတဲ့အခါမှာတော့ဒိုင်းခင်ခင်လေးမိဖုရားစုဖုရားလေးရဲ့ဒေါသကိုမကြောက်နိုင်တော့လောက်အောင်တီပေါ်မင်းအပေါ်ချစ်ခင်ဆုံးမမိပါတော့တယ်။ တီဘောမင်းကလည်းမင်းသားဘွားရဲကစူဖျားလက်ကိုကြောက်ခဲ့ရတာကြောင့်တရားဝင်မိဖုရားအဖြစ်တိုင်းခင်ခင်ကိုမမြောက်စားပဲခိုးချောင်ခိုးဝတ်တာတွေ့နေခဲ့ပါတယ်။ကျမဆုံးခင်နဲ့တတိမှာတော့နန်းတော်အနောက်ကပန်းခုံတော်မှာကြီးနူးနေတဲ့တီဘောမင်းနဲ့တိုင်းခင်ခင်တို့ကိုစူဖျားလက်ကလက်ပူးလက်ကျက်တွေ့မြင်သွားပါတော့တယ်။တိုင်းခင်ခင်လေးကိုစူဖျားလက်အန်ဒီရဲ့ကကင်းဝေးအောင်တီဘောမင်းကငွေစားမိပါရိအိမ်ကိုပြန်နေစေခဲ့ပါတယ်။ ငွေစားမိဘတွေကလည်းစူဖျားလက်ရဲ့အမျက်တော်သားကိုကြောက်ကြတာကြောင့်တီဘောမင်းကိုဒိုင်းခင်ခင်လေးနဲ့နောက်ထပ်မတွေ့ဆုံမှုအတနာခံခဲ့ကြပါတယ်။ဒိုင်းခင်ခင်အပေါ်မိဖျားစူဖျားလက်ကတစုံတရာအန္တရာယ်ပြုခဲ့ပါကမိမိမှာအသက်ပေးပြီးကောက်ွယ်မှာဖြစ်တဲ့အကြောင်းဒိုင်းခင်ခင်သာတစုံတရာထိခိုက်ခဲ့ပါကတိနှံ့ကိုလက်လွတ်ရပြီးတိုင်းပြည်ပြရပါစေလို့တီဘောမင်းကကြိမ်ဆိုပြီးကတိပေးခဲ့ပါတယ်။ မိဖုရားစုဖုရားလက်ကမင်းသားဘွားတွေကတီဘောမင်းကိုငယ်နိုင်ဖြစ်တာကြောင့်မေတီလာသားကများလူပါဝါလို့နန်းတင်ပေးတာဘသူလဲလို့ရရတနေအပြစ်တင်ပြောဆိုခဲ့ပါတယ်။ထိုကတီဘောမင်းကအမျက်ထွက်ပြီးလက်သုံးတော်သားနဲ့ရွယ်ကစုဖုရားလက်ကိုလိုက်ခုတ်ပါတယ်။စုဖုရားလက်လည်းတီဘောမင်းထောသားထွက်တာကိုတခါမှမတွေ့ဘူးရာကြောင့်အလွန်ကြောက်ကမေရော်ဖြစ်သူစင်ဖြူမရှင်ရင်နန်းဆောင်ကိုထွက်ပြေးခဲ့ရပါတယ်။မေရော်ဖြစ်သူစင်ဖြူမရှင်က တမိတော်စုဖျားလက်ကိုအဆောင်ထဲမှာပုံနေစီပြီးဒီဘောမင်းကိုကျိုးချောင်းပြောကအမြတ်ဒေါသကိုရှော့ခိုင်းခဲ့ရပါတယ်။ဒီဘောဘရင်လည်းအမြတ်ဒေါသကိုရှော့ကနန်းတော်အဆောင်သို့ပြန်လာခဲ့ပါတယ်။ဒီဖြစ်ပျက်တွေကြောင့်အညိုကြီးလုံးနဲ့မိဖုရားစုဖျားလက်ဟာဒိုင်းခေခင်အပေါ်အလွန်မဲ့အမြတ်ဒေါသထွက်ပြီးကြံရပါများနဲ့တကွအလုံးကိုတတ်ရန်စီစဉ်မာတော့တယ်။နောက်တနေ့မှာတော့ဒီဘောဘရင်အမြတ်ဒေါသပြေချိန်လောက်မှာမိဖုရားစုဖျားလက်ကအနာကိုချင်းခဲ့ပြီးဒိုင်းခေခင်ရဲ့ကိစ္စကိုမေးမြန်းခဲ့ပါတယ်။ တီဘောမင်းကလည်းဒိုင်းခင်ခင်ကိုစူပြားလက်ကဲ့သို့ချစ်မြတ်နိုးမိကြောင်းဝန်ခံကမြောင်နှန်းဆံမိပြားဖြင့်တင်မြောက်လိုကြောင်းပြောကြားလိုက်ပါတယ်။ဒီစကားကိုကြားလျင်ကြားချင်းစူပြားလက်ဟာအမျက်ထွက်သွားပေမယ့်ဟန်ဆောင်ကတီဘောပြင်ကိုချိုသက်ပြီးရှင်မင်းကြီးစိတ်တိုင်းကြပြေးရပါစေမယ်လို့ရှောက်တင်လိုက်ပါတယ်။ ကြံကြီးတဲ့စူဖျားလက်ကရှေးဥစွာရနောင်မောင်မောင်တုတ်ကိုရှင်းလင်းသုတ်တင်မှုစီစဉ်ခဲ့ပါတယ်။ရနောင်မောင်မောင်တုတ်ရဲ့မကောင်းတဲ့ရင်များကို ပြည်သူများမှပေးပို့လာလီဟန်တိုင်စာများကိုယဉ်ကြီးထန်ရအောင်လုပ်ခဲ့ပါတယ်။မောင်မောင်တုတ်ကလည်းအမှန်တကယ်လူမုံများသူဖြစ်တာကြောင့်တိုင်စာများကရွှေသစ်တာရဲ့တဝက်ကြော်ကြော်အထိရှိခဲ့ပါတယ်။ ကျွန်တော်မောင်မောင်တို့ရဲ့လက်စားပုံမိမလိုက်စားပုံနန်းတော်ပြင်ပတ်မှာနောက်တော်ပါများနေဘယင်ကဲ့သို့နေထိုင်ပုံမောင်မောင်တို့နေမှာလေဘယင်ထိုင်တဲ့ရွှေပလင်ထားရှိပုံတို့အထီပါတိုင်စာများမှာပါလာတာကြောင့်ဘယင်လည်းအမျက်တော်သားထွက်ခဲ့ပါတယ်စုဖျားလက်ကတိုင်းခေခေနဲ့မောင်ဖေငယ်တို့ကလည်းဘယင်နောက်ွယ်မှာရင်ငန်နေပါကြောင်းကြောက်တွန်းခဲ့ပါတယ် မောင်ဖေငယ်ရဲ့အလွမ်းကဗျာများကိုတက်တည်ဖြစ်စူဖျားလက်ကဘယင်ကြီးကိုပြသခဲ့တာကြောင့်တီဘောမင်းလည်းစဉ်းစားစဉ်းစားနိုင်စွမ်းများပျောက်ဆုံးကအမျက်ဒေါသထွက်ပြီးအားလုံးကိုဖမ်းစီလို့အမိန့်ထုတ်လိုက်ပါတော့တယ်။အမှားမှန်ကိုမပိုင်းခြားနိုင်တော့တဲ့တီဘောမင်းကမောင်ဖေငယ်ကိုဖမ်းပြီးမိုးကောက်မြို့သို့ပို့ဆောင်ကတည်တံပေးလိုက်ပါတော့တယ်။ရှင်နာမောင်မောင်တို့ကိုလည်းထောင်သွင်းအကျဉ်းချထားခဲ့ပါတယ်။ ထောင်ထဲမှာရှိနေတဲ့ရနောင်မောင်တုတ်ကိုအလွန်မုန်းတိနေတဲ့လှမ်းမျိုးဝင်က ထောင်ထဲကိုခိုးဝင်ပြီးရနောင်မောင်တုတ်ကို အလစ်တိုက်ခိုက်ကာလက်ဘင်းကိုလှမ်းနဲ့ထိုးကာတတ်လိုက်ပါတယ်။မောင်တုတ်သေဆုံးတဲ့အမှုကိုထောင်ထဲမှာမိမိကိုကိုမိမိအဆုံးစီရင်သွားကြောင်းသတင်းလွှင့်ခဲ့ကြပါတယ်။ဒိုင်းခင်ခင်နဲ့တူဒိုင်းခင်ခင်ရဲ့မွေးစားမိဘများကိုလည်းထောင်သွင်းအချင်းချစီကစူဖျားလက်ကမွေးစားမိဘများကိုတော့နှုတ်နဲ့အမိန့်ပေးပြီးတတ်စီခဲ့ပါတယ်။ 1882ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာတော့မောင်ဖေငယ်ကိုကွပ်မျက်ခဲ့ပါတယ်တိုင်းခေခေမှာတီဘောမင်းနဲ့ယာရဲကိုဝင်လွှဲထားရတာဖြစ်တဲ့အတွက်မွေးဖွားပြီးမှစီရင်မှုစူဖျားလက်ကိုတနာခံခဲ့ပြီးမိတိုင်းခေခေမွေးဖွားလာမဲ့သားတော်လေးဟာတီနဲ့ဆက်ခံခဲ့မယ်ဆိုရင်ဖုံးမိနေလားထွန်းတောက်လာနိုင်ကြောင်းနန်းရွေးပုံနာကြီးများကနမိတ်ဖက်ဟောကြားထားတာကြောင့် ပရင်သွေးသွားကုတ်ကွက်မြက်ခဲ့မိရင်တိုင်းပြည်ပြန်နိုင်ကြောင်းမိခင်ဖြစ်သူမေရိုစင်ဖြူမရှင်နဲ့တိုင်းတာမင်းကြီးတို့ကကြိမ်ကြိမ်တားခဲ့သည့်တိုင်အောင်စူပြန်လက်ကမိမိနေရာပြောင်းမှာကိုစိတ်ပူတာကတကြောင်တီဝေါ်မင်းစိတ်ပြောင်းသွားမှာကိုစိုးရိမ်နာကတကြောင်လို့ကြောင်အမြန်ဆုံးသက်စေလို့အမိန့်ပေးခဲ့ပါတယ်တိုင်းခင်ခင်လေးဟာတေကန်ဒီနောက်ဆုံးဆူတောင်းနေနေတီဘောမင်းမျက်နှာကိုနောက်ဆုံးနေနေတကြိမ်တခါဖူးမြင်ခွင့်တောင်းခဲ့တာတောင်စူပြန်လက်က တွေ့ခွင့်မပေးခဲ့ပါဘူး။တိဘောဘရင်ကိုရိုင်းကလည်းမတွေ့ဆုံလို့ကြောင်းအကြောင်းပြန်ခဲ့ပါရယ်။ဒါအပြင်မွေးစားမိဘများတဲ့ရင်ကိုမေးတဲ့အခါကောင်းမွန်စွာနေထိုင်ရကြောင်းလိမ့်လိမ့်ပြောခဲ့တဲ့အတွက်ထိုင်းခင်ခင်လေးဟာတေဆုံးသွားပြီဖြစ်တဲ့မိဘတွေရဲ့တဲ့ရင်အမှန်ကိုမသိခဲ့ရပြန်ပါဘူး။နောက်ဆုံးမှာတော့ရင်သွေးလေးလည်ထားရတဲ့ဒိုင်းခင်ခင်ကိုလည်း1882ခုနှစ်ဧပြီလမှာလက်ဝဲရဲနာများနဲ့နှောင်းဝင်းနန်းစားများကိုချွတ်စီပြီးဒူးထောက်ကောင်းမော်စီကလေမျိုးကိုဝရင်းတုံးနဲ့ရိုက်ပြီးကွက်မြက်ခဲ့ပါတော့တယ်။ မကွက်မြက်ခင်မှာဒိုင်းခင်ခင်ကမိမိအားတစ္ဆာကျိန်ဆိုကတိမ့်ပိုက်ခဲ့တဲ့တီဘောမင်းအားတစ္ဆာတရားမဆုရှပါစေနဲ့လို့ဆုတောင်းရင်းတီဘောမင်းကိုရှီမှန်းဥချကြောခဲ့ပါတယ်။တစ္ဆာတရားတွေဟာအံ့ဩစရာကောင်းလောက်အောင်အလုပ်လုပ်ခဲ့တာကိုတော့ဒိုင်းခင်ခင်လေးတယောက်တမလွန်ဘဝကနေမြင်နိုင်တော့မှာမဟုတ်ပါဘူး။တိုင်းခင်ခင်သိဆုံးပြီးရဲ့နောက်မှာတော့မုံတိုင်းကြားပြီးတညာလုံးကောင်းခင်မှာကျင်းများတဖြုတ်ဖြုတ်ကြွေကြနေတဲ့ထူးဆန်းမှုများဖြစ်ပေါ်ခဲ့တယ်လို့သိခဲ့ရပါတယ်။ တိုင်းခင်ခင်ဆိုတဲ့အပြစ်ကင်းပြီးအယုံလွယ်တဲ့မိမချော်လေးဟာအချစ်ကိုယုံကြည်ကိုးကွယ်လွန်းခဲ့တာကြောင့်အသက်သေဆုံးတဲ့အထိဖြစ်ဆိုးခဲ့ရပါတယ်။ဒါကြောင့်တိုင်းခင်ခင်ကိုတတ်သူဟာစူဖျားလက်တပါးတဲ့တာမကပဲသူမယုံကြည်စွာကိုးကွယ်လွန်းခဲ့တဲ့အချစ်ဆိုတဲ့အရာရဲ့တည်ပေါ်မင်းရဲ့မစင်စားမစင်ကျင်တတ်တဲ့ညံနေမှုရဲ့ဒါအပြင်မိမိကိုကိုမပိုင်နဲ့ပရိသတ်စနစ်ဆိုတဲ့စနစ်ဆိုးကြီးရဲ့အကြောင်းလို့တွေးထင်မိပါတယ်။ ပရိသတ်ကြီးရောဒီဖြစ်ပျက်နဲ့ပတ်သက်ပြီးမော်လီရော့နဲ့အတွေ့အထိတူရဲ့လားမတူတဲ့အတွေ့အထိနဲ့ပြောချင်တာလေးရှိရင်ကောမန့်မှာဆွေးနွေးခဲ့လို့ရပါတယ်။ထပ်ဖြည့်ပေးခြင်းနဲ့အကြောင်းအရာလေးရှိရင်ဖြည့်ခဲ့ပေးပါအောင်နော်။နောက်တစ်ပတ်တွင်မှာတော့တိုင်းခေခင်နဲ့ဆက်ဆက်ပြီးကုန်းမောင်ခင်ရဲ့နောက်ဆုံးမိဖုရားဖြစ်တဲ့စူဖုရားလက်အကြောင်းကိုမတူတဲ့ရှူတော့ကနေတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ like and subscribe လေးနဲ့စောင့်ကြည့်ပေးကြပါအောင်ရှင်။